င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတာအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။တတမမီလေးတွေဒီတစ်ခါမှာဘူကောင်းပြောပြသွားမယ့်ပုံမြင်လေးရဲ့နာမည်ကမာနာကြီးတဲ့ရွှေငါးလေးတဲ့။ တခါတော့ကရေကင်ချိတ်ကြီးတစ်ခုထဲမှာပေါ့ငါးရီအများကြီးနေထိုင်ကြတဲ့အဲ့ဒီငါးလေးတွေထဲမှာအရင်ကအယောင်သွေးလောက်ပါပြီးရွှေရောင်ဝင်းဝါနေတဲ့ရွှေငါးလေးတစ်ကောင်လည်းရှိတာပေါ့ကွယ်ရွှေငါးလေးကိုတွေးကြတဲ့ငါးတိုင်းကလည်းရွှေငါးလေးရဲ့ဝင်းဝါတောက်ပါနေတဲ့အစင်းကိုသဘောကျပြီးအရင်လာကြောင်းချီးကျူးကြတာပေါ့ကွယ်ရီကင်လေးကငါးရီရဲ့မကြာခဏချီးကျူးတန်တွေကိုကြားလာရတဲ့အခါ ရွှေငါးလေးကသူ့အလှပတွေပေါ်မန်တက်လာပြီးဒီကင်ထဲမှာ သူသာအလားဆုံးလို့စိတ်ကြီးဝင်လာခဲ့တယ်။ငါကတခြားငါးတွေထက်ပိုလာတဲ့အလှကို ပိုင်ဆိုင်ထားတယ်။ဒီကင်လေးကငါးတွေအလုံးထက်ငါကပိုလာတယ်လို့စိတ်ကြီးဝင်နေပြီးသူ့နေတဲ့ရေကန်ကြီးထက်ပိုလာပြီးပိုကျယ်တဲ့နေရာတစ်ခုကို ပြောင်းရွှေ့ဖို့အတွက်အမြဲတမ်းမျှော်လင့်နေကြတာပေါ့ကွယ်။တနေ့တော့လူတစုဟာ သူတို့နေရာရေခင်းစီကိုငားလာများကြတော့တယ်။တခြားငားတွေကငားလာများကြတဲ့သူတွေလာလို့အဝေးတနေရာကိုလွတ်အောင်ပြေးနေချိန်မှာရွှေငားလေးကတော့ဒီရေခင်းကြီးတွေကထွက်ပြီးနေရာတစ်တခုမှာသူ့အလှတွေကိုထပ်ပြနိုင်ဖို့မျှော်လင့်ပြီးလူတွေအနာသွားကတန်းဆက်နားလေးမှာတဝဲလေလေနဲ့လူတွေသူ့ကိုမြင်အောင်ကြိုးစားပင်းစားနဲ့အလားပါဆုံးကူးခတ်ခုံပေါက်ပြနေတော့တာပေါ့။တခြားငားတွေကရွှေငားလေးကိုလူတွေအနာသွားရင် ပန်းခံရနိုင်တယ်လို့ပြောပေမဲ့သူကတော့နားမထောင်ဘူးလေကွယ်ရွှေငါးလေးရဲ့စိတ်ထဲမှာတခြားငါးတွေကသူ့အလားကိုမနာလို့ပြီးသူ့နေရာကောင်းတစ်ခုကိုရောက်သွားမှာကိုစိုးရိမ်နာကြောင်းဝိုင်းတားနေတယ်လို့မြင်နေတော့တာပေါ့တခြားငါးတွေဘာပဲပြောပြောရွှေငါးလေးမှာဂယုမဆိုင်ပဲလူတွေနောက်ကိုနေတဲ့နေအောင်တိုးကပ်ပြီးသူ့ကိုတတိထားမိလာအောင် ပို့ပြီးလှလာပါပါကူးခတ်ပြနေလိုက်တော့တာပေါ့ဒီလိုနဲ့လူတွေကလည်းရွှေငါးလေးကို တတိထားမိသွားတော့တာပေါ့ကွယ်ဟာဟိုမှာကြည့်စမ်းဟိုငားလေးကရွှေရောင်လေးဝင်းပြီးတော့အရင်လာတာပဲလူတွေရဲ့ပြောစကားကိုကြားတော့ရွှေငားလေးကစိတ်လှရှားသွားပြီးသူ့အလှကိုမြင်စေဖို့အတွက်ပို့ပြီးလှုပ်လှုပ်ရှားရှားကူးကက်ပြတော့တယ်အဲ့ဒီရွှေငားလေးကိုဖမ်းပြီးအိမ်ခေါ်သွားကြစို့ထို့အတန်လေးကြာရောရွှေငားလေးကသူ့ဒီကန်လေးကထွက်ပြီးနေရာတစ်တခုကိုတွားရတော့မယ်ဆိုပြီးအရင်ပြုံရှင်ပြီးစိတ်လှရှားနေတော့တာပေါ့ကွယ်ဒီလိုနဲ့ ရွှေငါးလေးကလူတွေဖဲနေနောက်ကိုအသာတကြီးလိုက်သွားခဲ့ရတော့တယ်။သူစိတ်ထဲမှာလဲဒီလိုရေကန်ထဲမှာနေရတာကိုဝန်ချက်တယ်လို့ခံစားနေရတာကိုဒီလိုနဲ့ရွှေငါးလေးကအိတ်တအိမ်ရဲ့အလာမွေးငါးကန်လေးကိုရှောက်သွားတော့တယ်။ကန်လေးကိုရောက်ရောက်ချင်းမှာသူ့တက်ပိုလာပြီးအယောင်သွေးစုံတဲ့ငါးလေးတွေအများကြီးကိုတွေ့လိုက်ရတာပေါ့။ရွှေငါးလေးကအယမ်းကိုအံ့ဩသွားတော့တယ်။သူကသူ့ကိုယ်သူငါးတွေထဲမှာ အလောင်းဆုံးလို့ထင်နေကြတာကိုကန်လေးကိုတပတ်ပတ်ကြီးလိုက်တဲ့အချိန်မှလဲသူ့နေခဲ့တဲ့ရေကန်လိုမကျေပဲနေရာခက်ချင်းချင်းလေးတောင်ဖြစ်နေမှတိသွားတော့တယ်သူမျောလင်းထားသလိုလှပတဲ့မြင်ကွင်းအစ်စ်တွေအစားခက်ချင်းချင်းအိမ်မွေးငါးကန်လေးတဲကိုရှောက်လာတဲ့အခါဝမ်းနေပြီးတော့ငိုချွေးနေကြတာပေါ့သူနေခဲ့တဲ့ရေကန်ခြေကြီးနဲ့သူ့တငယ်ချင်းငါးလေးတွေကိုလည်းတတိယနေကြတာပေါ့ကွယ်ရွှေငါးလေးကသူ့ရဲ့မွေးရမြေရေကန်ခြေကြီးထဲမှာ အရှင်လူပြင်းနေခြင်းပြီမေသူကိုယ်တိုင်လူလူလာလာလိုက်လာခဲ့တဲ့ဒီခရီးကဘယ်တော့မှပြန်ဝဲမရှိတော့ဘူးဆိုတာကိုဝဲနေစွာလက်ခံလိုက်ရတော့ပေါ့ရွှေငါးလေးကသူကိုယ်သူအထင်ကြီးလွန်ပြီးတငယ်ချင်းတွေရဲ့တတိပီးစကားတွေကို နားမထောင်ခဲ့မိရာကိုလည်းနှောင်နှတွေရနေမိတယ်။ဘောင်ကတ်ထားတဲ့ငါးကန်ချင်းချင်းလေးထဲမှာတံမဲငါးလေးတစ်ကောင်အဖြစ်နဲ့အပြင်လောကကြီးကိုဘယ်တော့မှမမြင်ရတော့မေသူ့အဖြစ်ကိုတွေးမိပြီးရွှေငါးလေးက ဒေါနာရီရကဝဲနေမစုံဖြစ်နေရတော့တာပေါ့ကွယ်ကလေးတို့ရေကလေးတို့လည်းရွှေငါးလေးလိုအဖြစ်မျိုးမကြုံတွေ့ရအောင်ကိုယ့်ရဲ့ပြည့်စုံမှုတွေကိုကြွားဝါတာဂုံယူမောက်မာတာဘဝင်မျက်နှာမျိုးတွေမလုံးမိဖို့တတိထားရမယ်နော်မိတ်ဆွေအပေါင်းအသင်းကောင်းတွေကချစ်လို့ခင်လို့အနေရဖြစ်မှာဆိုလို့တတိပီးစကားပြောဆိုမိတာမျိုးတွေရှိရင်လေလေးလေးနဲ့နဲ့နဲ့နောက်ထောင်တက်ဖို့စူးစမ်းရမယ်နော်ပုံမြင်လေးက တလောက်ပါပဲသားတို့သမီးတို့ရင်မာနာကြီးရဲ့ရွှေငါးလေးလိုမျိုးဒီလိုအဖြစ်နဲ့မကြုံတွေ့ရအောင်ဦးကောင်းရှိမှပြောပြပေးသွားတဲ့တငယ်ချင်းကောင်းတွေမိတ်ဆွေကောင်းတွေရဲ့စကားတွေကိုလည်းလေးလေးနက်နက်နဲ့နောက်ထောင်တက်ဖို့လုံမင်းတော့ဒါမှတသားမိမိလေးတို့ဘဝတရှောင်မှာလည်းအခက်ခဲတွေရှိလာတဲ့အခါအင်းဆိုင်ဖြည့်ရှင်းနိုင်ပါဘော။ဦးကောင်းပြောပြပေးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတသားမိမိလေးတို့ဘဟုတုတရာရှိလိမ့်မယ်လို့ဦးကောင်းကယုံကြည်မျှော်လင့်ပါတယ်။နောက်တစ်ခါမှလည်း ဦးကောင်းရဲ့ပုံမြင်အစ်စ်လေးတွေနဲ့တူတသားမမီလေးတို့နဲ့ပြန်ဆောင်ကြအောင်မယ်နော်တသားမမီလေးတို့ရေတတား